သင်းချီတအားကြီးတဲ့တင်းငွေတွေသားသမီးမိတ်ဆွေများအတွက်2025ခုအောက်တိုဘာလတလတာရွှေစကားငွေစကားဟောကြားချက်များဖြစ်ပါလေခင်ဗျာဒီလိုကိမျိုးမှာတင်းငွေတွေသားသမီးမိတ်ဆွေတွေကံကတအားကြီးလဲမဆိုးတအားကြီးလဲမကောင်းမတင်မကြမရည်မရလေးညံ့နေတယ်အဲ့တော့ကိုပါလဲပဲငါဒီလှုပ်ဆက်လုံးမယ်မလှုပ်တော့ဘူးထွက်မယ်အမထွက်ဘူးဒီမှနေမယ်အမနေဘူးအဲ့ဒီကိစ္စသဘောတူမယ်မတူဘူးအဲ့ဒါမျိုးတွေဖြစ်တတ်တဲ့အတွက် ကိုတိုင်တောင်မတင်မကြမရေမရဆိုတော့ဆွေမျိုးမိတ်ဆွေလူပေါ်ကမ်းပဲအိမ်နေချင်းနေပါတယ်ကလည်းဟဲ့သူစကားနှစ်နဲ့စားမနည်းပြောတော့တမျိုးကူတမျိုးတော့ဆိုတာမျိုးတွေဖြစ်နေတတ်တယ်ကိုကလည်းသူများတွေကိုစိတ်တိုင်းမကြသူများတွေကလည်းကိုကိုအမြင်မကြီးဒါမျိုးလေးတွေတော့ဖြစ်တတ်တယ်ဒုက္ခအနေနဲ့ပြဿနာကြီးကြီးမားမားမဟုတ်ပေမဲ့စပင်းလေးနှချောင်းသုံးချောင်းလောက်တော့ကြီးရတတ်တယ်ဗျနောက်ဒီချိန်မျိုးဟာအဲတကယ်ကြမ်းမကြီးညတာမျိုးမဟုတ်ပဲနဲ့ စိတ်ထောင်းပူခြင်းဆိုတယ်လို့ပဲစိတ်တွေရှုပ်ထွေးအိမ်ပြက်အစာပြက်အစာမဆေးမဆိုတာတွေဖြစ်ပြီးကျန်းမာရေးထိခိုက်တတ်တာလေးသတိပြုနေကြပါတယ်။ဒါဒီလိုကိမျိုးမှာတနင်္ဂနွေသားမိမိတွေကနိုင်ငံခြားနဲ့ပတ်သက်တဲ့ရွေးချယ်အစီအစဉ်တွေကိုယ်အတွက်ပဲဖြစ်ဖြစ်မိသားစုတွေအတွက်ပဲဖြစ်ဖြစ်နိုင်ငံခြားနဲ့ပတ်သက်တဲ့ရွေးချယ်အစီအစဉ်တွေလီလန်ကန်ထရက်တဘောမျိုးမဟုတ်ဘူးပွဲစားကြိုးဆောင်လုပ်ငန်းမျိုးတွေအထည်လိပ်ထိပနက်လျက်စပစ်စီတက်စီဒီဇယ်တက်တုနှံနွားအဲ့ဒါလိုကိစ္စမျိုးတွေကိုတော့ဦးစားပေးပြီးတော့စူးစမ်းသင့်ပါတယ် အချိန်ကြီးပေးတာတွေရွေးလို့ကြရအောင်အချိန်ကြီးမပေးတာတွေတော့ Zoom လို့ပတ်နေနော်ပြီးတော့ဒီလိုဂိမ်းမျိုးမှာတနင်္ဂနွေသားပြီးမိတ်ဆွေတွေကကံရအပမိုးရဖို့ဆိုရင်နေ့တိုင်းမဟုတ်ရင်တော့အရေးကြီးတဲ့ကိစ္စရှိတဲ့နေ့မျိုးတွေမှာပေါ့အနစ်ရောင်လို့ခရမ်းရင်အပြာရင်အယောင်ရင်ရင်အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်စင်သုံးဆွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းလုံးပစ္စည်းတွေကိုထညက်ခဲလေးတစ်ခက်ကဲထညက်ခဲဖြူဖြူမဲမဲလေးလေးကြီးကြီးနော်တူတူစစ်စစ် မထညာခဲအတူရှိသလိုလားတဲ့ရှိချင်းရှိမှာပေါ့နော်အဲ့ထညာကလေးတကယ်နဲ့တို့ခောက်ပြီးတော့ဇူတောင်းဒီလာထဲမှာကို့အတွက်ကံကောင်းလိုက်ရွှင်စီမဲ့နံပါတ်တွေကနန်းတွေအာအဲ့နံပါတ်ခြံနံပါတ်ကနံပါတ်ဆိုင်ကနံပါတ်တွေရွေးမယ်အယောင်ဝယ်ဈေးစကားတွေတတ်မှတ်မယ်အချိန်ချက်ဘယ်နေ့ဘယ်အချိန်ရွေးမလဲဆိုရင်လေးကနန်းခုကနန်းတွေဟာကို့အတွက်ကံကောင်းလိုက်ရွှင်စီပါလိမ့်မယ်ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုခုနထညာကလေးတကယ်နဲ့ခောက်မယ်နော်ကဲတနင်္ဂနွေသားသမီးမိတ်ဆွေတွေကဒီလာထဲမှာလေအရေးကြီးကိစ္စရှိတဲ့နေမျိုးတွေမှာမုံဟင်းကား မြတ်စွာဘုရားမှာပဲလူလူအပေါင်းနေမိတ်ဆွေတွေကိုပဲဒါနပြုပြုအေးတာလေးနဲ့အတူကံရဲ့အပံပိုးရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့တင်းမဟာတအားကြီးတဲ့တင်းလာသားသမီးမိတ်ဆွေများတွေဖြစ်ပါတယ်ခင်ဗျာကဲဒီလိုကိမျိုးကိုဟောရတာတော့ကျွန်တော်လက်ကောင်ကြိုက်ပြီးဟောရတယ်လို့ပဲဒီချင်းဟာဘဝဆိုတာတိုက်ပွဲဆိုသလိုကံကြမ္မာမုံတိုင်းထန်တဲ့အချိန်လေးကိုတော့ရောက်လာတာဖြစ်ပါတယ် ဒါပေမဲ့ဒီလိုကိန်းမျိုးကိုဟောရတာကျွန်တော်ကပို့ပြီးသဘောကျမိတယ်။ဘာလို့လဲဆိုတော့ရှိမှရှိမှလीမတင်မကြမရေမရလေးတွေရှိတော့မလို့လို့နောက်ဆိုးအောင်လို့ခြေုံချတော့နေများခဲ့တတ်တယ်။ဒီကာလကတော့ကောင်းရင်လည်းတက်တယ်ပဲ။ဆိုးရင်လည်းတက်တယ်ပဲ။အဖြစ်အပြုမဲ့သဲကွဲမဲ့အချိန်ကိုရောက်လာပါတယ်။လူတယောက်ရဲ့ဘဝမှာယာတို့တိုးရင်လည်းဒီကိန်းအလုတ်ပြုတ်ရင်လည်းဒီကိန်း။ဒါအထိတ်ဆုံးတက်သွားရင်လည်းဒီကိန်းအောက်ဆုံးပြုတ်ကြရင်လည်းဒီကိန်းအတက်ကြတော့ကျန်။ကို့အပေါ်မှာလည်းမူတည်ပါလိမ့်မယ်။ ကိုဘက်ကပိုင်ပိုင်နိုင်နိုင်ပြ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 တ်ပြတ်သားသားစူးစမ်းနိုင်တဲ့ကိစ္စတို့မှာအောင်မြင်မှုအော်စရာကောင်းအောင်အကြည့်ရလိမ့်မယေမယာမဆိုးမဖို့တော့လုပ်ခဲ့ရင်လည်းဆုံးဆုံးနေတာမျိုးကြီးမာတတ်ပါတယ်။ဒါကြောင့်ကံတရားကကိုယ့်ကိုစာမေးပွဲစစ်တဲ့အချိန်ဖြစ်ပါတယ်။ဒီဘက်ကကြည့်လို့လဲယေရှုတင်ရဆရာဝန်သားဆရာတော်ကောင်းတယ်။အဲ့စာမေးပွဲဖြစ်ရင်ဂုံနဲ့အောင်ပြီပေါ့။ကဲဒါကြောင့်တင်ရသားသမီးတို့ကြီးဒီလိုကာလာမျိုးမှာလေစိတ်ကူးရွယ်ထားတဲ့ကိစ္စတွေဆိုရင်နောက်မဆုတ်သတ္တ ဲနေဘူးဘူးမိုးရွာရွာတုံတိုက်တိုက်ရတိုက်တိုက်လှုပ်ပြီးတော့ဖြူမှဆိုဖြူမဲမှဆိုမဲလှုပ်မှဆိုလှုပ်ရမှဆိုရဒုံလုံးချစူးစမ်းတင်ပါတယ်အထူးသဖြင့်ကတော့အပြောင်းလဲအသည့်အစံကောင်းအဲ့ဒီလုပ်ငန်းနဲ့နေရာတဲ့အစီအစဉ်တဲ့အပြောင်းလဲဒီစူးစမ်းတင်ခရီးသွားပြီးလောက်ရတဲ့လုပ်ငန်းအဝေးပြပနဲ့ဆက်နွယ်ချိတ်ဆက်တဲ့လုပ်ငန်းတွေအာလူပဲခကြီးတော်တော်ကွန်ပျူစီတည်ယူဖို့ဆောင်ရွက်လို့လို့အဲတာမျိုးတွေကိုဦးစားပေးပြီးတော့ကြိုးစားတင်ကြပါခင်ဗျာဒီလိုကာလမျိုးမှာတနင်္လာသားသမီးမိတ်ဆွေတွေကကံရင်အပမိုးရဖို့ဆိုရင် အရေးကြီးတဲ့လုပ်ငန်းဆောင်တာရှိတဲ့ရက်မျိုးတွေမှာအနီရောင်လို့ကြက်သွေးရောင်လို့ခရမ်းရောင်လို့များများပါတော့အဝယ်စားသုံးဆောင်တွေကိုအာတူပြီးတော့ဝယ်စားလို့ပါရောင်ကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုပုံမုတ်ခွက်လေးတစ်ခွက်ကဲပုံမုတ်ခွက်အတန်လေးတော့လုပ်ပေါ်ဗျာနော်ပုံမုတ်ခွက်လေးတစ်ခွက်နဲ့ဟောင်းဟောင်းတစ်တစ်ရပါတယ်နော်တန်တန်လေးနဲ့သူ့အခောက်ပြီးတော့ဆူတောင်းကံကောင်းလက်ရွှင်စီမဲ့နံပါတ်တွေကနေကအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်ဆိုင်ငယ်နံပါတ်တွေရွေးမဲ့အယောင်ဝယ်အားစီစကားတွေတတ်မှတ်မယ်အချင်းချက်ဘယ်နေ့ဘယ်နိုင်ကောင်းလဲဆိုရင် တိကနန်းနာကနန်းတွေဟာကိုယ့်အတွက်တန်ကောင်းလက်ရှင်စေပါလိမ့်မယ်ခင်ဗျာဒီလိုကာလာမျိုးမှာဒိုင်းလာသားသမီးမိတ်ဆွေတွေကအကြောင်းကြီးငယ်ရှိတဲ့နေမျိုးတွေမှာအုံယိုတို့အုံရီတို့အုံထမင်းတို့အုံဒီပါတဲ့အစားတော့တခုခုမြတ်စွာဘုရားမှာပဲလှူလှူအပေါင်းနေမိတ်ဆွေတွေကိုပဲဒါနပြုပြုအေးဒါလေးနဲ့အတူကံရဲ့အပံဖို့ရရှိကြပါစေကျွန်တော်မိတ်ဆွေများကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လဲကျူပါနုံနဲ့ကြပါစေခင်ဗျာ ဆက်လက်ပြီးတော့အစဉ်လာတအားကြီးတဲ့အင်္ဂါသားသမီးများမင်္ဂလာနာနီးပြီဆိုတဲ့အကြောင်းကဲအကျဉ်းသားလေးပွားစီလိုက်ကြပါစို့တဲ့အင်္ဂါသားသမီးတွေဒီလိုဂိမ်းမျိုးမှာကလေကံညမာဂုံးတက်ကိုယုံတက်နေရတယ်လို့ပဲတောင်ထိပ်ကိုရောက်ခံနေပြီတော်တော်ကြီးလက်ယုံတက်လာရတယ်ဆိုတော့ဟာတော်တော်ကိုငွေပန်းလူပန်းစိတ်မောလူမောကြီးလည်းဖြစ်ကုန်ပြီဆိုတော့ဆက်လောက်ရမလို့လို့နောက်ဆိုရမလို့လို့ရရမလို့လို့လောက်ရမလို့လို့ခြေုံချောက်နေတော့ဖြစ်လာတတ်တယ် အဲ့ဒါမျိုးများဖြစ်လာခဲ့ရင်ရှေ့တိုးမဲ့လမ်းကိုပဲရွေးပါလို့ထိုက်တွန်းပါရစေ။နည်းနည်းလေးအားတင်းပြီးတော့အားခဲပြီးတော့ဇွဲခတ်ပြီးတော့ကြိုးစားပါ။မကြခင်မှာအောင်မြင်ခြင်းတောင်ထိပ်ကိုရောက်ရှိတော့မှာဖြစ်ပါတယ်။အဲ့တော့ဒီချိန်လေးမှာလက်လျှော့လိုက်ရင်တော့ရှေ့မှာရှေ့မှာကိုကြိုးစားခဲ့သမျှခဲလိသမျှတဲ့ရကြဖြစ်ပြီးနှမျိုးကိုကောင်းပါလေ။ဒါကြောင့်ဒီချိန်လေးမှာအားခဲပြီးတော့ငွေရလူကအကြညာအားဖြစ်ညစ်ထုတ်ပြီးကြိုးစားစည်းခြင်းနဲ့ဘလောက်ပဲတတိထတာကြမ်းဖန်ပြီးအကျွေးတင်တတ်တယ်။ကဲ့ တင်စရာရှိရင်လည်းပိုင်ပိုင်နိုင်နေတာတင်ပလိုက်ပြီတော့နော်ပစံနေပါလိကြီးငါဆွဲယုံပြီးတော့လုပ်ငန်းကိုထူထောင်တာတို့ဒိုးချက်တာတို့အသစ်စတာတို့ဆိုတဲ့ရည်ရွယ်ချက်တွေစူးစမ်းတင်နေအိနွေဆိုင်နွေအဆောက်အဦကိစ္စတွေစူးစမ်းတင်နေကုန်ပစ္စည်းတူလောင်ရင်းကိစ္စတွေစူးစမ်းတင်ပါတယ်ငငါသားမီးတွေဒီလိုကိမျိုးမှာကစတူတွဲပြီးလုပ်မယ့်ကိစ္စစာချုပ်ချုပ်ဆိုလုပ်ကံရမယ့်လုပ်ငန်းမျိုးတွေလည်းစူးစမ်းတင်ပါတယ်မသိမမြဖြစ်နေသူတွေနဲ့ တင်မြကြေလည်ဖို့ညှိကြနိုင်ကြမယ်ဆိုရင်လည်းအလွန်ကောင်းပါပြီ။ကဲဒီလိုကိမျိုးမှာအင်္ဂါသားသမီးတွေကအရေးအကြောင်းကြီးငယ်ရှိတဲ့ရက်မျိုးတွေမှာကံရဲ့အပံမိုးရဖို့ဆိုရင်အညိုရောင်းလို့ခရမ်းရောင်းလို့မယမ်းရောင်းလို့များများပါတော့အဝိစာသုံးဆောင်တွေကိုအားပြုပြီးတော့ကျွန်တော်တို့ကရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုဆက်ပြားခဲ့လေတခက်အစဉ်မြင့်တင်တော့ဆက်ပြားခဲ့ပေါ့ဗျာထမိန်ချောတဲ့ဆက်ပြားခဲ့ရင်တော့မလုပ်နဲ့ပေါ့နော်ဆက်ပြားခဲ့လေတခက်နဲ့တိုးခေါက်ပြီးတော့ဇူတောင်း ကံလောက်လက်ရှင်စီမဲ့နံပါတ်တွေကနန်းတွေအာအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်တွေယူရမယ်ဆိုင်ကနံပါတ်တွေယူရမယ်အယောင်းဝယ်စည်းစကားတွေတတ်မှတ်မယ်အချင်းချက်ဘယ်နည်းဘယ်နိုင်ကောင်းတယ်လဲဆိုရင်ကိုကနန်းငါကနန်းတွေဟာကိုအတွက်ကံကောင်းလက်ရှင်စီပါလိမ့်မယ်ဒီလိုဂိမ်းမျိုးမှာအင်္ဂါသားသမီးတွေကအရေးကြောင်ကြီးငယ်ရှိတဲ့ရက်မျိုးတွေမှာစီတမင်းဒီခေတ်ပေါ်တဲ့ကျက်စီတမင်းမဲ့ဖြစ်ဖြစ်ဟာမြမရိုးကစီတမင်းမဲ့ဖြစ်ဖြစ်ညစွာပြရမှာပဲလူလူအပေါင်းနဲ့မိတ်ဆွေတွေကိုပဲဒါနာပြုပြုအေးဒါလေးနဲ့အတူကံရဲ့အပံပိုး ရရှိကြပါစေမိတ်ဆွေအားလုံးလည်းပဲကံညာဝရိယ၃ချက်လုံးအားကောင်းအောင်ကျူပန်းတော်မူနေကြပါသည်ခင်ဗျာဆက်လက်ပြီးတော့ယရနာအထုတ်တွေနဲ့မြို့မဲ့မဟာပုဒ်ကူတို့အလက်ကဲရောက်လာပါပြီခင်ဗျာဒီလိုကိမျိုးကိုဟောရတာတော်တော်ဝမ်းသာစိတ်ချမ်းသာမိပါတယ်ဘေးဖြစ်တုန်းကခံရရသမျှတူဖြစ်တဲ့အလက်ရောက်လာတယ်လို့မျိုးအစမပြေအထင်းကဖြစ်ခဲ့တဲ့ကိစ္စတွေပြီးပြီရုပ်ရှင်ဇာကားလို့ဆိုရင်တော့ဇာကားအစ်စ်ပြောင်းပြီယုံတဲ့နဲ့ကပြောင်းပြီဒီတခါကိုဇက်လိုက်ဖြစ်ပြီ အဲ့တော့ငွေကြီးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်အလုပ်ကိုင်းနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ဒါစိတ်ချမ်းသာစရာတွေဝမ်းသာစရာတွေကိုသာမျှော်ထားပြီးတော့ငွေအားလူကအကြံဉာဏ်အားတွေတုံပြီးတော့ပတ်ဆံရေးလည်းကြီးကြီးပြောင်းကင်ပြီးတော့အာဘာတရတာစူးစားပြီးတော့လို့တိုက်တိုက်တွန်းတွန်းပြောကြလိုက်ပါတယ်ခင်ဗျာမှတ်ချက်ဗီဒီယိုဆရာပြောတိုင်းအချလောင်ဆိုပြီးတော့မဖြစ်ဘူးနော်ကိုစူးစားရင် ဖြစ်မလို့ပြောတာအဲ့ဒါမျိုးတွေလောက်ပါအဲ့လိုဆိုရင်အဲ့လိုဖြစ်မလို့ပြောတာနော်ဘုတို့ကြီးတိုင်နေတော့မဖြစ်ဘူးကြည့်အဲ့တော့ဒီချိန်လေးကငွေကန်လဲကောင်းပြီ ရွှေတို့ရနာပစ္စည်းလဲပွက်လဲစားနေပတ်သက်တဲ့ကံတွေလဲကောင်းတယ်။ကံလဲပွင့်လက်လဲပွင့်မျက်နှာတွေလဲအပွင့်လွန်သွားအောင်မယ်ဗုဒ္ဓသာသမီမိတ်ဆွေများနော်အဲ့တော့အဲ့ဒါတော့ကိုဒေါသနဲ့ကိုပေါ့နော်မခေါ်ခြင်းမပြောခြင်းပါဘူးဆိုတဲ့သူတွေကတော့အမလီခေါ်ခြင်းလှကြီးရဲ့ပြောခြင်းလှကြီးရဲ့ဖြစ်လာတတ်တယ်။မုံလှပါတယ်ဆိုတဲ့သူတွေကပြန်ပြီးပြုံးပြလာမယ်ကိ။သုံးပြီလို့အောင်မေးတဲ့ထွက်နေတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်လာတတ်တယ်။ ဝဲကွာနေတဲ့ဆွေမျိုးမိတ်ဆွေလို့ပေါ်ကံပက်တွေနဲ့ပြန်လဲစုံစည်းရတတ်တယ်အကြောင်းကြောင့်ကြောင့်ထင်ငော့ကြံ့ကြခဲ့တော့ယထာနာထာခဲ့ရတော့လုံငန်းဟောင်းအစီအစဉ်ဟောင်းလေးပြန်စူးစမ်းရပါတယ်ကာသမီအောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ဝန်သားစရာတွေကြုံရတတ်တယ်ဒီလိုကိမျိုးမှာတချို့ဗုဒ္ဓသာသမီရဲ့မိသားစုတွေမှာလေအိမ်မှာကလေးတယောက်တိုးတတ်တယ်ကိုမိသားစုတွေကမွေးတာပဲဖြစ်ဖြစ်မွေးသားဖို့ကလေးရောက်လာတာပဲဖြစ်ဖြစ်ဒါမှမဟုတ်အဲ့ဒီကလေးမီးဖွာတာနဲ့ပတ်သက်လို့ပတ်သက်ရတယ် ကိုကြီးပန်ပိုးရတယ်ပေါ့ဟာအင်းကြီးချင်းကိုဝင်ဆောင်မိမကြီးကိုကကိုကြီးလဲရတယ်ဟာလမ်းမှာကိုဝင်ဆောင်အမျိုးသမီးတယောက်ဟာအခက်ခဲကြုံနေတာကိုကကိုကြီးလဲရတယ်ဆွေမျိုးသားချင်းတွေကကလေးမီဖွားရတဲ့ကိစ္စကိုကြီးရတော့အဲ့ဒါမျိုးဖြစ်ရင်တော့ဖကပြီးတော့ဘိုးလူသားသမီးများအဲ့ဒီကလေးမီးဖွားတဲ့နမိတ်နဲ့အတူငွေတွေဝင်ရုံးဝင်စင်မဟုတ်တဲ့ငွေတွေထိပေါက်တယ်လို့မဲပေါက်တယ်လို့ဝင်လာတတ်တယ်။ကားနဲ့ပတ်သက်တဲ့ဝမ်းသာစရာအခြေအနေခွန်လန်းကောင်းအောင်မြင်မှုကြုံရတတ်ပါတယ်။အဲ့ဒီကလေးနဲ့ကားကားနဲ့ကလေးဒီကိမျိုးမှာတွဲနေပါတယ်။ မိမိဦးဆောင်ပတ်သက်ပြီးတော့အလူမင်္ဂလာပွဲလမ်းတစ်ပင်ကြီးလဲပြလို့ရတာတဲ့ကိုတိုးတဲ့အောင်မြင်တဲ့ပုံမှာမနာလို့အပြိုင်ဆိုင်ပြီးတော့ပေါ်တတ်တယ်အဲ့ဒါတမင်းသက်သက်ကိုညစ်ထားရလုံကြောက်တွန်းအမှုပတ်ညာညဆိုတာလေးတော့ရှိတတ်ပေမဲ့ကဲကိုကံကောင်းတဲ့အလှည့်ရောက်ပြီးမို့ပေါ်လူသားမီးတို့ရေမမာတင်းတင်းလာစူးစမ်းပြီးတော့သူများတွေအမြင်ကတ်တော့လက်ကပ်ဗရတ်ပေါ့ဆိုပြီးတော့ပိုင်မန်နိုင်စူးစမ်းပြီးတော့တိုက်တွန်းခေါ်ကြလိုက်ပါတယ်ခင်ဗျာ ဗုဒ္ဓသာသမီတွေဒီလိုကိမျိုးမှာကံရဲ့ပါမို့ရဖို့ဆိုရင်အစိမ်းရောင်များများပါတော့အဝိစာတုံဆောင်လေးကိုအားပြုပြီးတော့ဝယ်စံလို့ဆိုပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုကွင်းရွက်ကလေးနှစ်ရွက်ပူတက်ပြီးတော့ဘလူးညာပါပါမပါပါကွင်းရွက်လေးနှစ်ရွက်နဲ့ပူရက်ခတ်ပြီးတော့ရိုက်ပြီးတော့ဆိုတော့ဒီလိုကိမျိုးမှာကံကောင်းလက်ရွှင်စေမဲ့နံပါတ်တွေကနေဟာအိနံပါတ်ခြံနံပါတ်ကနံပါတ်ဆိုင်ကနံပါတ်တွေရွေးမဲ့အယောင်ဝစီစကားတွေတတ်မှတ်မဲ့အချင်းကျက်နာရီတွေနှစ်ရွက်တွေရွေးမဲ့ဆိုရင်၄ကနန်း၆ကနန်းနေဟာကိုယ့်အတွက်ကံကောင်းလက်ရွှင်စေပါလိမ့်မယ်အဲဒီလိုကိမျိုးမှာပုံလူသားသမီးတွေက ကံရဲ့အပမိုးရဖို့ဆိုရင်နေ့တိုင်းမဟုတ်ရင်တော့အရေးကြီးကိစ္စရှိတဲ့နေမျိုးတွေမှာကလေးတွေပျော်သွားအောင်ကဲကလေးဆိုရင်ပြီးတာပဲဖယ်ရွယ်ဖြစ်ဖြစ်ကလေးတွေပျော်သွားအောင်မုံဝေကျွေးတဲ့ကုသိုလ်လေးပြုတ်ပြီးတော့ကံရဲ့အပံပိုးရရှိကြပါစေခင်ဗျာမိတ်ဆွေများကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လဲကျုပ်ပန်းအောင်နိုင်ကြပါစေဆက်လက်ပြီးတော့ယရနာထေးမဲ့ဂျာတာပရိသသမီးများကိုအခါပေးရမယ်ဆိုရင်တော့ဒီလိုကိန်းမျိုးကိုဟောရတာတော်တော်စိတ်ချမ်းသာကြရပါ ကိုယ်မှာအခက်အခဲဒုက္ခအန္တရာယ်ပြဿနာတစ်ခုခုကြုံနေခဲ့ရင်တောင်းခဲပေါက်ထွက်ပေါက်ပေါ်လာတတ်တယ်။ကုညီပံ့ပိုးမဲ့သူတွေပေါ်ပေါက်လာတတ်တယ်။ယင်းနှစ်နေတော့မှာမေခလာပေါ်လာသလိုမျိုးကို့ဘဝရဲ့မေခလာတွေပေါ်လာတတ်ပါတယ်။မထင်မှတ်တဲ့မိတ်ဆွေတို့ဆရာသမားတို့စီကအကူအညီကောင်းအကြံဉာဏ်ကောင်းတွေရတတ်တယ်။သူများတဲ့ငါတွေအတွက်ခက်ခဲထင်းတော့ပိတ်ဆို့ကြံကြာနေပါတယ်ဆိုတဲ့ကိစ္စတွေတောင်းကို့အတွက်လွယ်ကူချုံမွေးအဆင်ပြေနေတတ်တယ် ီပေါသလိုမဲပေါသလိုဆူရသလိုယာဒူးတိုးသလိုမျိုးကန်ထူးနိုင်သောဂိတ်ပြည်တွင်းပြည်ပကောင်းသောခရီးတွေလည်းတွားရတဲ့တံမိုးကြီးပစ္စည်းတွေဝယ်ယူစုဆောင်ခြင်းကုန်ပစ္စည်းတူလောင်ခြင်းဖုန်းကိစ္စမြေကိစ္စအမွေကိစ္စပညာရေးသင်တန်းဆိုင်ရာစုတူးပွဲတူးဆိုင်ရာကိစ္စများလည်းအလွန်ကောင်းသောအခြေအနေဖြစ်ပါတယ်ခင်ဗျာကိုကံကောင်းပြီမယ်ဆွေမျိုးရင်းမိတ်ဆွေရင်းလို့ဖို့ဂိုင်ဘဲတို့တို့တော့ဥပင်တော့ကလေးတွေမြတ်တာတာလေးတတိချူစေချင်ပါတယ် ကတိလုတ်ကိမျိုးမှာကြာလာပရိသတ်သမီးမိတ်ဆွေတွေကကံရဲ့အပံမိုးရဖို့ဆိုရင်အဝါရောင်မှုရွှေရောင်မှုလိမ္မော်ရောင်မှုများများပါတော့ဝယ်စားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စားသုံးစားပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုဇုံကလေးတစ်ချောင်းကဲအစီအမေတက်တော့တဲ့ဇုံလေးတစ်ချောင်းနဲ့တို့ခောက်ပြီးတော့ဆူတောင်းဒီလိုကိမျိုးမှာကံကောင်းလက်ရှင်စေမဲ့နံပါတ်တွေကနေနဲ့အိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်တွေရွေးမယ်ဆိုင်ကနံပါတ်တွေရွေးမယ်အယောင်ဝယ်စည်းစကားတွေတတ်မှတ်မယ်အချိန်ကျန်နိုင်ဒီနေ့ရက်တွေရွေးမယ်ဆိုရင်ငါးကနန်းခုံကနန်းတွေဟာ ို့အတွက်ကံကောင်းလက်ရှင်စေပါလိမ့်မယ်ခင်ဗျာကဲကြာရေးသားသမီးတွေကအကြောင်းကြီးငယ်ကိစ္စကြီးငယ်ရှိတဲ့နေမျိုးတွေမှာဆန်လူတန်းတဲ့ကုသိုလ်လေးပြုလုပ်ပါကိုအတိုင်းတန်းတဲ့ကိုတန်းနေသလားပေါ့တပီးတန်းနိုင်တန်းနိုင်တင်းတန်းနိုင်တန်းနိုင်တင်းတထောင်မဲတန်းနိုင်တန်းနိုင်ဟောတပီးတော့မတန်းနိုင်ပါဘူးဆိုလို့ရှိရင်လဲဆန်လင်းတို့စီတပူလောက်လက်တထုပ်လောက်ကိုကိုနာပါဝင်နေလာတဲ့ကျင်းခတဲ့ဆန်လေးတွေကိုဒါနပြုမှာပေါ့ကဲနဲနဲများများကိုအတိုင်းတန်းတဲ့ကိုဆန်ဒါနပြုတဲ့ကုသိုလ်လေးပြုပြီးတော့ကြာရေးသားသမီးများ ကံပွင့်ကံမြင့်ကြပါစေကျွန်တော်မိတ်ဆွေအားလုံးလည်းပဲကံညာဝရိယ၃ချက်လုံးအကောင်းအောင်ကျပန်းတော်မူနိုင်ကြပါစေခင်ဗျာဆက်ပြီးတော့စိန်ရွှေကြောက်ရဏာတွေကိုဇဲတောက်ခါကစားမယ်တောက်ကြသားသမီးမိတ်ဆွေများဒီလိုကိမျိုးကိုဟောပါတာတော့အားရစရာကောင်းပါလေကံတရားကကိုဘက်ကပါနေပြီအောင်မြင်ခြင်းကံတကားဟာကိုရှိမှပွင့်လူပွင့်ငင်လေးတဲတဲလေးကိုအားလီနေနေတော့စိုက်ပြီးတော့တွန်းရမယ်။လည်းလေပို့ပြီးတော့ဝရီရလေးစိုက်ထုတ်လိုက်ပါ။ ောင်မြင်ခြင်းနေဟဲ့စီကိုကိုရမိရောက်ရှိသွားတော့မှာပါ။ဒါကြောင့်ဒီလိုအချိန်မျိုးမှာလက်ရှိလုပ်ငန်းတွေကိုတိုးမလားချက်မလားအချိန်မြင့်မလားနောက်ထပ်လုပ်ငန်းတစ်ရွေချက်အစ်အစီအစဉ်အစ်တွေစမလားကောင်းနေအဝေးပြပနဲ့ဆက်နွယ်ချိတ်တဲ့ကိစ္စတွေခྱི་သွားလာရင်တည်ယူဖို့ဆောင်ရင်ကိစ္စတွေကောင်းနေကိုစီကိုလည်းဝမ်းသာစရာတရင်ကောင်းဖြစ်နေကောင်းလေရောက်လာတဲ့ဆွေမျိုးသားချင်းနဲ့အလုပ်တွဲလုပ်မယ့်ကိစ္စများလဲကောင်းနေ သားသမီးအောက်လည်းငယ်သားအလုပ်သမားမောင်နှမသားချင်းတို့အတွက်ဝမ်းသာစရာကြီးလဲကြုံရတတ်တယ်။ရွှေတို့ရန်နာပစ္စည်းလက်ဝက်လက်စားစုဆောင်မဲ့အစီအစဉ်များလဲအောင်မြင်တတ်ပါတယ်ခင်ဗျာ။အပြိုင်ဆိုင်အချိတ်အင်းငယ်လေးတွေတော့ကြိုးစားရတတ်တယ်။ဟိန်းနီးချင်းဘေးပဝန်းချင်းဆိုင်ပြိုင်လုပ်ငန်းပြိုင်ကိုအကြောင်းပြုပြီးတော့စိတ်နှောက်ချက်ဖြစ်ရတတ်ပေမဲ့ကိုယ်ကံကောင်းချိန်ရောက်ပြီမို့ကဲတောက်ကြသားသမီးတို့ရေလုံကြီးသားတူတူတင်းတင်းဝိတ်လိုရရင်ကတောင်းမှကြိုက်ပြီးတော့ပိုင်မနေနေသားကြိုးစားပြီးတော့လို့ကြိုက်ကြုံတော့ခေါ်ကြလိုက်ပါတယ်ခင်ဗျာ။ ကျလိုကိမျိုးမှာတောက်ကြသားမိတွေကကံရဲ့အပါမို့ရဖို့ဆိုရင်အကွက်အပြောက်အဆက်အပြောက်အကြောင်းအကြားတွေများများပါတော့အဝေးစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝန်ဆောင်သွားပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုရှောက်တီးကလေးတလုံးတို့မဟုတ်ရှောက်ရုံအထုပ်လေးတထုံးနဲ့တို့ခောက်ရိုက်ပြီးတော့ဆူတောင်းကံကောင်းလက်ရွှင်စီမဲ့နံပါတ်တွေကနန်းတွေကဒီလိုကိမျိုးမှာလေအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်ဆိုင်ကနံပါတ်တွေရွေးမလားရောင်းဝယ်စည်းစကားတွေတတ်မှတ်မလားအချင်းချင်းနိုင်ရည်တွေရွေးမလားတိကနန်း6ကနန်းတွေဟာကိုယ့်အတွက် တန်ကောင်းလက်ရွှင်စေပါလိမ့်မယ်ခင်ဗျာကဲဒီလိုကိမျိုးမှာတောက်ကြသားသမီးတွေကကိစ္စကြီးငယ်အကြောင်းကြီးငယ်ရှိတဲ့နေမျိုးတွေမှာဖြောရီတမျိုးမျိုးအချိုရီအေးဘလင်းအေးဘူးဒတိဖြောရီစသဖြင့်ဖြောရီအချိုရီအေးတမျိုးမျိုးမြတ်စွာဘုရားမှာပဲလှူလှူအပေါင်းသင်းမိတ်ဆွေတွေကိုပဲဒါနာပြုပြုအေးဒါလေးနဲ့အတူကံရဲ့အပံပိုးရရှိကြပါစေခင်ဗျာ မိတ်ဆွေအားလုံးလည်းပဲကံညာဝရိယ၃ချက်လုံး အားကောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါသည်ခင်ဗျာဆက်လက်ပြီးတော့အခြေပွားစီမဲ့စနေသားသမီးမိတ်ဆွေများလည်းရောက်လာပါပြီခင်ဗျာဒီလိုဂိမ်းမျိုးကိုဟောရတာတော်တော်ဝမ်းသာကြရပဲလူတရားရဲ့ဘဝမှာယာတုတိုးတဲ့ဝင်ငွေလှစားတိုးတဲ့အခြေအနေစံတန်းနေမြင့်တဲ့သွားရဲဆိုတာဟာဒီလိုဂိမ်းမျိုးမှာလာပြီးကြုံရတာတာလုပ်ငန်းတွေကိုတိုးဝချဲရတဲ့ကိုအလုံးနဲ့ပတ်သက်တဲ့နာမည်ဂုဏ်သတင်းတွေတက်တက်တယ်ဟဲ့ပစ္စည်းဝယ်သူဆရာဝယ်ဟဲ့အလုပ်အချင်းသူစီမအဟဲ့ဟာအဲ့ဒီမှာအလုပ်တွေလက်နဲ့နော်မပြလောက်ဝပြီးတော့ ဝင်ငွေလာတာတွေတို့ဝင်ရုံးဝင်စင်မဟုတ်တဲ့ငွေတွေဝင်ပြီးတော့ဘဝမှာအချိန်အဆင့်တန်းမြင့်တက်သွားတယ်ဆိုတာဒီလိုဂိမ်းမျိုးမှာလာပြီးကြုံရတတ်ပါတယ်ဗျာကဲကန်ကြမရွှေမုံငွေမိုးကတော့ယူရပြီးစနေသားသမီးတို့ရေကိုယ့်ဘက်ကအရာမီစူးစမ်းရအောင်ယာလူပုံချိန်ကိစ္စနိုင်ငံသားနဲ့ပတ်သက်တဲ့ကိစ္စတွေအထက်ထိပနဲ့လျှက်စစ်ပစ္စည်းနောက်ကားတို့ယင်တို့စက်တို့နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အိမ်အဆောက်နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အဲ့ဒါမျိုးတွေကောင်းတယ်မိမိအစဉ်ပြေတဲ့အတွက်ကိုယ်ဆွေမျိုးမိတ်ဆွေ အပေါင်းအသင်းတွေလိုအပ်တဲ့သူတွေကိုလိုအပ်တယ်လို့ကိုကြီးထောက်ပံ့ပေးကမ်းနိုင်တဲ့အခြေအနေမျိုးထိတောင်ဖြစ်လာနိုင်ပါတယ်။ဒီလိုကိမျိုးမှာတာသမီအောင်လည်းငယ်သားလူကမာကိစ္စရေတွင်းရေကရေပိုက်ကိစ္စလေးတော့နည်းနည်းတတိထား။အိမ်မွေးတရိတ်ဆန်ခွေးကြောင်ချက်ကိုအကြောင်းပြပြီးတော့လဲစိတ်နှောက်ချက်လေးတော့ရှိတတ်တယ်။ဒီလိုကိမျိုးမှာစနေသားသမီးတွေကကံရအပမိုးရဖို့ဆိုရင် ကိစ္စကြီးငယ်အရေးကြီးတဲ့ရက်မျိုးတွေမှာပေါ့အပြုရောင်းလို့ငွေရောင်းလို့မိခိုးရောင်းလို့များများပါတော့အဝယ်အစားသုံးဆောင်လေးကိုအပြုပြီးတော့ဝယ်စင်သုံးသွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုခဲတံကလေးတစ်ချောင်းတူတူရှိရှိကျခဲတံလေးတစ်ချောင်းနဲ့တူခေါက်ပြီးတော့စုတော့ကန်ကောင်းလက်ရွှင်စိမ့်မဲ့နံပါတ်တွေကဏ္ဍတွေကအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်တွေရွေးမယ်ဆိုင်ငယ်နံပါတ်တွေရွေးမယ်အယောင်ဝယ်ဈေးစကားတွေတတ်မှတ်မယ်အချိန်ချက်အနေရတဲ့နာရီတွေရွေးမယ်ဆိုရင်နှစ်ကဏ္ဍရှစ်ကဏ္ဍတွေဟာကိုယ့်အတွက်ကန်ကောင်းစေပါလိမ့်မယ်လက်ရွှင်စေပါလိမ့်မယ်ခင်ဗျာ ကဲစနေသားမိတွေကဒီလာထဲမှာလေအရေးကြီးကိစ္စကြီးငယ်ရှိတဲ့နေမျိုးတွေမှာနွားနုနဲ့ကိတ်မုံကဲဘလို့နွားနုနဲ့ဘလို့ကိတ်မုံမဲ့ဖြစ်ဖြစ်ကိုအချင်းနေတဲ့ကိုအစင်ပြေတယ်လို့လေးပေါ့မြတ်စွာဘုရားမှာပဲလှလူအပေါင်းနဲ့မိတ်ဆွေတွေကိုပဲဒါနာပြုပြုအေးတာလေးနဲ့အတူကံရဲ့အပံပိုးရရှိကြပါစေခင်ဗျာမိတ်ဆွေအားလုံးလည်းပဲကံဉဏ်ဝရိယ၃ချက်လုံးအကောင်းအောင်ကျောပန်းတော်မူနိုင်ကြပါစေခင်ဗျာ